人们不一觉，刚送变生闷气了，多能猜。 ပေးတဲ့တို့အားလုံးပဲမင်္ဂလာပါရှင်။ဒုရင်ထက်ကတော့အခုနောက်ဆုံးရှင်မြန်ကစားခဲ့တဲ့ပွဲမှာဆက်မိကိုတိုင်အဆုံးဖြတ်နဲ့ရှုံးနေခဲ့ရပါတယ်။ဒီပွဲအတွက်ဒုရင်ထက်ကအကောင်းဆုံးကိုပြင်ဆင်လာခဲ့တာပါ။ဒါပေမဲ့နိုင်ပွဲမရယူနိုင်ခဲ့ဘဲနဲ့ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။အခုပွဲမှာတော့ဒုရင်ထက်ကဆက်မိကိုပတ်တရောင်နဲ့အထီးတီမီမီလောက်ပြနိုင်ခဲ့တာဖြစ်ပြီးတော့ဒုရင်ထက်ရဲ့ပတ်တရောင်ရဲ့ချက်ကြောင့်ပဲအမှတ်စဉ်ရတွေ့ခံခဲ့ရပါတယ်။အခုပြီးသွားတဲ့ပွဲမှာထိချက်တွေအရဆိုရင်တော့အတွေ့အကြုံပိုများတဲ့ဆက်မိကတာပါတယ်။ရှုံးပွဲတွေ့ကြုံခဲ့ရတဲ့ဒုရင်ထက်ကတော့လာမယ့်ပွဲမှာအကောင်းဆုံးပြင်ဆင်လာမယ်လို့လည်းပြောပါတယ်။ ယ်ရှင်။အခုပွဲမှာလည်းသွင်းလင်းတက်ကအကောင်းဆုံးကြိုးစားပြခဲ့တာကိုတွေ့ရမှာပါ။လာမယ့်ပွဲမှာအကောင်းဆုံးပုံစံနဲ့ပြန်လာပြီးတော့နိုင်ဝဲတွေရယူပြလာနိုင်ဖို့ကတော့အရေးကြီးပါတယ်နော်။အခုပွဲမှာသာလူငယ်ကစားသမားလေးသွင်းလင်းတက်ကဆမ်မီကိုအနိုင်ရရှိခဲ့မယ်ဆိုရင်တော့အခွန်လန်းကောင်းတွေပိုင်ဆိုင်လာမှာဖြစ်ပြီးတော့သူအနေနဲ့နေရာတစ်ခုအထိကိုရောက်ရှိသွားနိုင်မှာဖြစ်ပါတယ်။ဆမ်မီကတော့သူပြောဆိုထားသလိုဒီပွဲမှာသွင်းလင်းတက်ကိုအကောင်းဆုံးလုပ်ပြသွားနိုင်ခဲ့ပါတယ်။လာမယ့်ပွဲမှာသွင်းလင်းတက်ကနိုင်ဝဲတွေကိုရယူပြသွားနိုင်မလား။ရလက်ကောင်းတွေကိုယူပြနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားကြရအောင်မှာဖြစ်ပါတယ်။ ပြည်သက်တွေကတော့ရှုံွေးတွေ့ကြုံလိုက်ရတဲ့တူလင်းထက်ကိုအမျိုးမျိုးအပိထားကြပါတယ်။တူလင်းထက်ကတော့ကစားပုံကောင်းပြီးတော့ပတ်တရောင်ရိုက်ချက်ကောင်းသူတယောက်ပါရှင်။သူကတော့ပြိုင်ဘက်အခြေအနေကိုကြည့်ပြီးမှပညာသားပပနဲ့ကစားတတ်ပါတယ်။အခုဆိုရင်တော့ One Championship မှာနိုင်ဝဲရရယူပြနေတဲ့တူလင်းထက်ကပြည်သက်တွေအပိမှုကလေးကိုလည်းအပြည့်အဝရရှိထားပါတယ်။တူလင်းထက်ကတော့လာမယ့်ပွဲအတွက်အကောင်းဆုံးပြင်ဆင်လာမယ်ဆိုတာကတော့သိကြပါတယ်။ တူရင်တက်ကအခုဆိုရင်တော့ one championship မှာနိုင်ဝဲတွေစတက်ယူထားပြီးတော့အလားလာကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ fighter တယောက်ပါနောက်လာမယ့်ပွဲအတွက်အကောင်းဆုံးကြိုးစားလာဖို့ကအရေးကြီးပါတယ်သူကတော့ပြိုင်ပွဲရဲ့အခြေအနေကိုကြည့်ပြီးမှပညာသားပပနဲ့ကစားတတ်တာကြောင့်လည်းနိုင်ပွဲရလဒ်တီကိုဖော်ဆောင်ထားနိုင်သူတယောက်ဖြစ်ပါတယ်ပြည်သက်တွေကတော့လာမယ့်ပွဲအတွက်အကောင်းဆုံးပြင်ဆင်လာမယ့်တူရင်တက်ကိုအပိစကားလေးတွေပြောသွားပြီးခဲ့ကြပါအောင်နော်